နှစ်ပေါင်းများစွာအတိုက်ခံဖြစ်ရပ်တည်လာခဲ့တဲ့အစိုးရကိုထိန်းချုပ်နိုင်ဖို့အတွက်လွှတ်တော်ပြင်ပနိုင်ငံရေးသမားတွေကပုံပြီးပြင်ဆင်သင့်တယ်လို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်းတူကပြောပါတယ်ဟိန်းကိုကသတင်းပေးပို့ထားပါတယ်ရှင်နိုင်ငံတကာနိုင်ငံရဲ့ကဏ္ဍသုံးရပ်ကိုအစုအဖွဲ့တစ်ခုအင်အားစုတစ်ခုကသာထိန်းချုပ်နေတဲ့ဆိုရင်အစိုးရကိုထိန်းချုပ်နိုင်ငံရောပါသွားလို့ရှိတာကြောင့်ဒီလိုထောက်ပြပြောဆိုခဲ့တာဖြစ်ပါတယ် ဒီလိုလမ်းကြောင်းပြောင်းသွားခဲ့ရင်လွှတ်တော်ပြည်မမှာရှိနေတဲ့နိုင်ငံရေးသမားတွေကထိန်ချုပ်သွားမှာကြောင့်အခုလိုအချိန်မှာအကြောင်းအရာအချက်အလက်တွေနဲ့သတင်းတွေကိုစူးစီးထားတင်ပြီးလို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်းတူဦးကထောက်ပြခဲ့တာဖြစ်ပါတယ်ကိစ္စတခုလေးကိုတော်တော်ပြပါအရင်ကအကုန်လုံးကလုတ်ကြိုက်လာတဲ့ကိစ္စပြီးသူလူလူလိုအပ်တဲ့ကိစ္စတိုင်းကိစ္စတိုင်းကိုတော်တော်ပြပါအရင်ကဆိုရင်ဖြန့်ချက်ပြီးဆောင်ရွက်နိုင်တဲ့အရာရှိတာပေါ့နော်ဒါကြောင့်မို့မိမိရဲ့အရင်ကဆိုရင်မိမိတည်ဆောက်ရမယ့်အခြေဖြစ်တဲ့အကြောင်းဒီအချိန်မှာတော့ တိဆောက်ကြပါလိမ့်မယ်ဒီလိုပြောချင်တယ်အနိုင်ရပါတီကအတိုက်ခံဖြစ်နှစ်နှစ်ဆက်ကျော်ရပ်တည်နေခဲ့တာကြောင့်သူ့ကိုထိန်းချုပ်မဲ့လွတ်တော်ပြမနိုင်ငံရေးသမားတွေဟာအရင်အစိုးရတွေထက်ပိုပြီးပြင်ဆင်တင်တယ်လို့ထောက်ပြခဲ့တာပါအခုစတင်ကျင်းပနေတဲ့လွှတ်တော်ကနိုင်ငံပါတီရဲ့ပြုပြင်ပြောင်းလဲရေးကိုပြည်သူတွေကမျှော်လင့်နေကြတဲ့အချိန်မှာလွှတ်တော်ကိုယ်စားလှယ်အများစုဟာအတွေ့အကြုံရှိသူနေပါနေတာအကြောင်းလဲအခုလိုဆိုရင်းနေကြတာပါလွှတ်တော်ပြပကအင်အားစုများဒီအစိုးရများလွှတ်တော်များထက် ပို့ပြီးတော့ပြည်သူလူထုနဲ့နီးစပ်ပြီးတော့ပြည်သူဆက်ခဲ့တဲ့တိတက်တဲ့သဘာဝရှိတယ်။ဒါကြောင့်မို့အစိုးရနဲ့ဖြတ်တော်ကြီးနောက်ထပ်တော့ပြပအင်အားစုတွေနဲ့လက်တွဲပြီးတော့ပြည်သူလူထုရဲ့လိုအပ်ချက်တွေနော်ပြည်သူလူထုရဲ့အဓိကလိုအပ်ချက်တွေကိုပြည်သူမျှော်လင့်နေတဲ့စစ်မှန်တဲ့အပြောင်းလဲကိုပေါ်ဆောင်သွားလိမ့်မယ်လို့တော့အတည်ပြုလိုက်ပါတယ်။တော်တော်ရင်းကိုရောက်ရှိနေတဲ့ကိုယ်စားလှယ်တွေအနေနဲ့ တတော်ပြမမှာရှိနေတဲ့နိုင်ငံရေးသမားတွေရဲ့စုဝေးမှုတွေကိုပြူးဆိုင်နားထောင်ပြီးတိုက်ခန့်ဖြစ်ရည်တည်ခဲ့ခြင်းကတွေ့ကြုံတွေနဲ့ပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုပြည်စည်းလှုံ့ဆော်ပေးနိုင်ဖို့အမှတ်လင်းနေကြပါတယ်ခင်ဗျာကျွန်တော်ဟင်ကိုပါ